APP လေးကို download ဆွဲပေးရုံနဲ့ပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတရားရခိုင်နှုတ်ပတ်စံထုတ်ယူထားပြီးတော့ငွေထုတ်ရမှာဆိုရင်လည်းကျွန်တော်တို့ရဲ့ PayPal account လေးထက်ကိုအခုချစ်ချင်းဝေလာမှာပဲဖြစ်ပါတယ်ပတ်စံထုတ်ဖို့ဆိုရင် PayPal account တစ်ခုစီထားဖို့တော့လိုမှာဖြစ်ပါတယ် PayPal account မစီတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ video လေးကို US UK VIP လေးခံပြီးတော့ကြည့်စုပေးပါကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ထားပြီးတော့ပေါ့နော်ကျွန်တော် PayPal account လေးတွေကိုမဲ့ဖောက်ရမှာကို လူတို့ကကန်ဆန်းလို့ရမှာဖြစ်ပါတယ်ဒီ availability ကိုဘယ်လို download ဆွဲလို့ရမလဲပတ်စံဘယ်လိုထုတ်လို့ရမလဲဆိုတော့ဒီကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို slide excel လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် โอเคကျွန်တော် app လေးအကြောင်းအရာကိုမပြောပြခင်မှာဒီမှာကျွန်တော်ပတ်စံထုတ်ယူထားတဲ့ပမာဏလေးကိုကိုလူတို့ကိုတစ်ချေပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ gmail လေးထဲကိုတစ်ချေဝင်လိုက်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကိုယ်တိုင် lower တရားရခိုင်လို့ app လေးကိုအခုပဲ download ဆွဲပေးလိုက်ရုံနဲ့အခုချစ်ချေကျွန်တော်တို့ရဲ့ဒီ paypal account လေးထဲကိုပတ်စံထုတ်ယူချေကဝင်လာမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ paypal account လေးထဲကိုလည်းကျွန်တော်တစ်ချေဝင်ပြမှာဖြစ်ပါတယ် paypal လေးထဲကိုတစ်ချေဝင်လိုက်ပါဒီကျွန်တော်တို့ကဒီပတ်စံထုတ်ယူထားချေကပေါ်တော့ ဒီဝင်လားမဝင်လားဆိုတာလေးကိုဒီမှာတစ်ချိတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဆိုရဲဒီမှာဒေါ်လာလေးတွေကိုကျွန်တော်အနှဲငယ်များကျွန်တော်စုဆောင်ပေးရုံနဲ့ဒီမှာ1ဒေါ်လာကျော်ကိုကျွန်တော်ရရှိသွားပြီပဲဖြစ်ပါတယ် ်ဒီ app လေးကဆိုရကျွန်တော်တို့ဒီမှာ panda ဆိုတဲ့ app လေးပဲဖြစ်ပါတယ်ဒီကောင်လေးကို download ဆင်မဲ့ဆိုရကိုလူတို့ကဒီ play store ကိုတစ်ချက်ဝင်လိုက်ပေါ့နော် play store ထဲကိုရောက်ရှိလာပြီဆိုရဒီ app နေ့လေးကိုကိုလူတို့ဆောက်ဝင်လိုက်ပေါ့နော်တကယ်လို့ဆောက်ဝင်လို့မရတဲ့သူတွေဆိုရလည်းပဲကျွန်တော်ဒီ app ရဲ့လေးကိုဗီဒီယိုအမှာကျွန်တော်လက်ချပေးထားမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့လေးကနေလည်းအလွယ်တကူဝင်လိုက်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီ app လေးကျွန်တော်တို့ရဲ့ဒီ post ဆက်ဝင်လေးထက်ကိုရောက်ရှိလာပြီဆိုရကိုလူတို့ဖုန်းထဲမှာစီတဲ့ဒီချက်ချက် video လေး ကို connect လုပ်ပေးထားလိုက်ပေါ့လုပ်ပေးထားလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ app လေးနဲ့ကိုတစ်ချက်ဝေလိုက်ပေါ့ဝေလိုက်ပြီဆိုရင်ဒီမှာခဏလေးစောက်ပြီးလိုက်ယုံနဲ့ကျွန်တော်တို့ကဒီမှာသူကပေါ့နော်ဒီလေးပုံစံနဲ့ကျွန်တော်တို့ကြောင်ညာတစ်ပုဒ်ကိုကြည်ခိုင်းมาဖြစ်ပါတယ်ဒီကြောင်ညာလေးကိုကျွန်တော်တို့ကြည်ပေးလိုက်မဲ့ဆိုရင်ပတ်စံဆော့ပြီးထုတ်ယူလို့ရမှာဖြစ်ပါတယ်ငွေထုတ်တဲ့နေရာကိုပေါ့နော်သူကဒီစက်ခွဲဆော့ရိုက်ခွင့်မပေးတာမို့လို့ကျွန်တော်ငွေထုတ်ထားတဲ့ပမာဏလေးနဲ့အတူငွေထုတ်လေးကိုကျွန်တော်အသေးစိတ်ပြောပြပေးมาဖြစ်ပါတယ် ပထမဆုံးကိုလူတို့လောက်ရမှာကတော့ဘာမှလုံးစရာမလိုဘူးပေါ့နော်ဒီမှာသူပေးထားတဲ့ကြော်ညာလေးတွေကိုကျွန်တော်တို့ကကြည်ပေးလိုက်ရုံနဲ့ကွိုင်လေးတွေရာစီလာမှာဖြစ်ပါတယ်ဒီမှာဇွေရဲ့အပေါ်မှာကျွန်တော်တို့ကကွိုင်1500ပြီးတာနဲ့0.53ဒေါ်လာကိုထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီလိုထုတ်ယူဖို့ဆိုရင်ကိုလူတို့ကဒီကျွန်တော်အသေးစိတ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့ဒီစက်ခွဲစိုးရိုက်ထားတာလေးကိုကျွန်တော်တစ်ချက်ပြမှာပေါ့နော် Okay ပထမဆုံးကိုလူတို့ကဒီထဲကိုကျွန်တော်တို့ဝေလိုက်တာမှဆိုရဲဒီအပေါ်ကကြိုက်ပူဇာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီအပေါ်ကကြိုက်ပူဇာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးဆိုရဲဒီမှာကျွန်တော်တို့30ချဲပေါ့နော်ဒီကောင်လေးထက်ကိုကျွန်တော်တို့တစ်ချက်ဝေလိုက်လို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရဲကျွန်တော်တို့ကဒီ အစီဒိုဖိုက်ဖလီဒေါ်လာကိုကျွန်တော်တို့ထောက်ယူမှာဖြစ်တာကြောင့်မလို့ဒီနေပင်နာကချဲအောင်စရနေရာလေးကိုတချင်နှိပ်ပေးရမှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်နောက်ထပ်သေကောင်းဆိုရဲ့ဒီမှာကျွန်တော်တို့ကပေးပက် Gmail လေးကိုထိုက်ပေးရမှာဖြစ်တာကြောင့်မလို့ဒီနှိပ်စရနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်နောက်ထပ်သေကိုတွားလိုက်ဆိုရဲ့ဒီမှာကျွန်တော်တို့ပေးပက်အကောင့်လုပ်ထားတဲ့ Gmail လေးကိုဒီနေရာလေးမှာထိုက်ပေးရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ရဒီ paper ဖိထားတဲ့ gmail လေးကိုကတော့ဒီနေရာလေးမှာထပ်ပေးလိုက်ပြီးဆိုရင်ဒီအောက်ကဆေးဆွေနေရာလေးကိုတစ်ချင်နေ ှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်နောက်ထပ်10ကားဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီမှာတူပေးထားတဲ့ကုန်လေးတွေကိုကျွန်တော်တို့ကရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီအပေါ်မှာတူပေးထားတဲ့ကုန်လေးအတိုင်းကျွန်တော်တို့ကဒီအောက်ကနေရာလေးမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီအပေါ်မှာတူပေးထားတဲ့ကုန်လေးကိုဒီအောက်မှာရိုက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်မှတ်ကဲ့ပြီဆိုရင်ဒီအောက်ကစမစ်ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီနေရာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ဒီမှာအပန်းဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါကျွန်တော်တို့ရဲ့ ် Gmail account မှတ်မှတ်မှတ် HR ဆေးပြီးတော့ဒီ app ဆွေနေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီးဆွေဒီနေရာလေးကိုကိုလူတို့ပြန်ရောက်လာမှာပေါ့နော်ပြန်ရောက်လာပြီးဆွေဒီအောက်ကကြောင်ညာတဲ့ဘက်ကိုကြည်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကဒီမှာပေါ့နော်ပတ်စာထုတ်ယူခြင်းကအောင်မြင်သွားပါလိမ့်မယ်ဒီ app ကအရောကိုတစ်ချိန်နှိပ်ပေးလိုက်ပါအရောကိုတစ်ချိန်နှိပ်ပေးလိုက်ပြီးဆွေကျွန်တော်တို့ဒီမှာထပ်မံထုတ်ယူလိုက်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ထပ်မံနှိပ်ပေးလိုက်ပါဒီနေရာလေးကိုထပ်မံနှိပ်ပေးလိုက်ပြီးဆွေကိုလူတို့ကဒီနေရာလေးကိုရောက်ရှိလာမှာဖြစ်ပါတယ် ဟုတ်ပြီဒီနေရာလေးကိုရောက်စလာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရင်ကိုလူတို့ကဒီမှာ app ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီ main နေ့ app တင်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ paper account ဒီခက်ကိုပတ်ဆက်ဝေလာမှာဖြစ်ပါတယ် note လေးကိုကျွန်တော်တို့စာကြောလာမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုစာကြောလာမှုဆိုရင် gmail account ဒီခက်ကိုကျွန်တော်တို့တစ်ချိန်ဝေကြည့်ပြီးတော့ဒီမှာကျွန်တော်တို့ပတ်ဆက်ထည့်ယူထားတဲ့ပမာဏလေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီအမဆွဲရေးဆွဲပေါ့နော် okay ကျွန်တော်တို့ရဲ့ဒီ paper account ဒီခက်ကိုလည်းဒီပတ်ဆက်ကဝေလာမှာဖြစ်ပါတယ်ဒီ account ဒီခက်ကနေကျွန်တော်တို့ ွေထုံးမဲ့ပေပေးပယ်ကစီထောက်ဖို့တော့လိုပါတယ်ပေးပယ်ကမစီရင်ငွေထုံးလို့မရဘူးပေါ့နော်တကယ်လို့ပေးပယ်ကမစီတဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပေးပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ပေးပယ် account လေးတွေကိုဒီအကန့်ဆက်မဲ့ကျွန်တော်တို့ဖောက်ပေးနေမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ပေးပယ် account လေးတွေကိုပေါ့နော်ကန့်ဆက်မဲ့ကျွန်တော်ဖောက်ပေးနေမှာဖြစ်ပါတယ်ကိုလူတို့ကကျွန်တော်ရဲ့ Telegram Channel လေးကို join ထားမဲ့ဆိုရင်ဒီပေးပယ် account လေးတွေကိုမဲ့ဖောက်တဲ့အခါမှာဆိုရင်ကိုလူတို့ကလွယ်တကူနဲ့တီးစီးနိုင်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတရားရခိုင် ုံပေးတဲ့ APP တွေနဲ့တို့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်